တရုတ်နိုင်ငံအနောက်တောင်ပိုင်းမှာရေကြီးရေရှမ်းမှုတွေကြောင့်လူပေါင်း8000ကျော်ဘေးလွရာကိုရှောင်နေကြရပါတယ်။ရေကြီးမှုကြောင့်လူပေါင်း8000ကျော်ဒီအိမ်တွေကနေထွက်ခွာခဲ့ရတယ်လို့နိုင်ငံပိုင်မီဒီယာကဗုဒ္ဓဟူးနေ့မှာပြောကြားခဲ့ပါတယ်။တရားပြူကြပြီးတော့တရားထိတ်မှာတွေ့ကတ်နေတဲ့ထရက်ကားမောင်းတဲ့သူကိုကယ်ခဲ့တဲ့ရုပ်ပုံတွေကလည်းလူထုကြားမှာပြန့်နှံ့ခဲ့ပါတယ်။တရုတ်နိုင်ငံရဲ့အနောက်တောင်ပိုင်းခွေကျုံးပြည်နယ်မှာတော့ဒီအင်္ဂါနေ့မွန်းလွဲပိုင်းက လူပေါင်း8900လောက်ဘေးလွယာကိုရွှေ့ပြောင်းခဲ့ရတယ်လို့နိုင်ငံပိုင်သတင်းအေဂျင်စီဖြစ်တဲ့ဆင်ဟွာကဖော်ပြခဲ့ပါတယ်။လုံချန်းခရိုင်မှာရှိတဲ့ဒီဘလုံးကွင်းဟာဆိုလို့ရှိရင်လေ3မီတာလောက်နစ်မြုပ်သွားခဲ့တယ်လို့သတင်းဌာနတွေကပြောပါတယ်။အားကောင်းတဲ့မုတ်တုံရာသီကြောင့်လွန်ခဲ့တဲ့အပတ်ကလေးကဒီတရုတ်နိုင်ငံအနောက်တောင်ပိုင်းမှာမိုးသီးထန်စွာရွာနေခဲ့တာဖြစ်ပါတယ်။ရေကြီးရေရှမ်းမှုတွေဟာတရုတ်နိုင်ငံအနောက်တောင်ပိုင်းကပြည်내ခုနှစ်ခုလောက်အ အထိတွေ့ကြုံရနိုင်တယ်လို့သတိပေးထားပါတယ်။လာမယ့်ရက်အနည်းငယ်အတွင်းမှာတော့မိုးတွေထပ်ယွာဖို့ရှိနေပြီးအနောက်တောင်ပိုင်းကပြည်နယ်တွေမှာအရေးပေါ်သတိပေးမှုတွေလုပ်ထားပါတယ်။